โอเคကျွန်တော်ကြည့်ကြည့်ပါကျွန်တော်ဘာဝင်နေလဲ vest ပေါ့နော် vest ပြောလို့ရပါတယ် sleeveless ဆိုလည်းရပါတယ်ဂျိုင်းပြတ်ပေါ့လက်ပြတ်ဂျိုင်းပြတ်အာယောက်ျားလေးကတော့ဒီလိုဝင်ပါမဖြစ်ပါဘူး main လေးဆိုရင်နည်းနည်းလေးဒီထက်ပြတ်သွားပြီဆိုရင် sorry နော် excuse excuse my my wording here ကဲကျွန်တော်ရှင်းပြပြလိုက်တော့ဗျာမလုံတလုံမပေါ့တော့ဘာအဲ့ဒါတွေကို English လို့ဘယ်လိုပြောလဲအဲ့ဒါပြောပြချင်တာပါဥမာမမတင်စာတို့ မမလူလူအောင်တို့ဘယ်သူရှိသေးလဲဟုတ်ကဲ့အဲ့လိုမျိုးပေါ့နော်အဝတ်အစားကိုပြောချင်ပါတယ် fashion ပေါ့နော်အဲ့လိုမျိုး fashion ကိုကျွန်တော်တို့ဘယ်လိုခေါ်လဲဆိုတော့အဲ့ဒါလေးကျွန်တော်ပြောပြချင်ပါတယ်အဲ့ဒါရယ်ပြီးရင် fashion နဲ့ပတ်သက်တဲ့စကားလုံးလေးတွေကိုကျွန်တော်ဒီမှာနိုင်ငံပြောပြချင်ပါတယ် all right let's go so အဲ့လိုမျိုးဝတ်စားမလုံတလုံးပေါ့နော် မလုံတလုံးအော်ကိုကျွန်တော်စကားလုံးအနေနဲ့ပြောလို့ရပါတယ်ကျွန်တော် expose ခေါ်လို့ရတယ် exposed ပေါ့နော် exposed ဆိုတာက channel လှတ်ထားတာကိုပြောတာဆိုတော့ exposed fashion exposed outfit ပေါ့နော် outfit ပြောလို့ရတယ်နောက်တစ်ခုက flirty ဆိုလည်းရတယ် flirt ကတော့အလုံးနေပါတိမဲ့ထင်ပါတယ်နောက်ကောင်းလေးကောင်းပါလေးစာနောက်ပိုပန်းစာနောက်တာမျိုးပေါ့နော်အဲအဲ့ဒါကို flirt ပြောလို့ရပါတယ်ကျွန်တော်တို့စကားနဲ့ဆို knock down လို့ခေါ်တယ် knock down အဲ့ဒါကို flirt လို့ပြောပါတယ်ဆို flirty outfit flirty dress ပြောလို့ရပါတယ်အပြီးလို့ရှိရင်သူတို့ရဲ့ပြောင်းပြန်ပေါ့နော်လုံးဝကိုစက်တေရှိရှိဝတ်စားတာမျိုးပါမျိုးအဲ့ဒါကြတော့လည်းမတင်စားပါပဲ flirty ဆိုလည်းမတင်စားပဲ graceful ဆိုလည်းမတင်စားပါပဲနော်အဲကျွန်တော်တော့မတင်စားဝင်ကြတော့သဘောကျပါတယ် okay ဆိုတော့ graceful ပြောလို့ရပါတယ်စက်တေပြေဝါတာမျိုးမဟုတ်လား elegant graceful beautiful dignified ဆိုလည်းရပါတယ်ကုန်သိက္ခာရှိတာပေါ့နော်ကုန်သိက္ခာရှိတဲ့ uh style ဆိုလဲခေါ်လို့ရပါတယ် graceful ပြောလို့ရပါတယ် all right အပြီးလို့ရှိရင်ကျွန်တော်ဥစ္စာမှာ fashion နဲ့ပတ်သက်ရင်ဟို crop top ဆိုတာတိမှာပါ crop top ဆိုတာဒီရင်ထိလေးပဲပေါ့နော်ရင်ထိလေးပဲပုံတဲ့ဥစ္စာကို crop top လို့ခေါ်ပါတယ်အထူးသဖြင့် main lady ဝတ်ပါတယ်နောက် main lady ဒီဘိုင်ရင်လောက်ထိပဲပုံတယ် chest ကနေမဖုံးတော့ chest ကနေ waist အထိမဖုံးတော့ by the way chest ကနေ waist area go midriff လို့ခေါ်တယ် m i d r i f f midriff ပေါ့နော် right? so when you wear a crop top your midriff is exposed the midriff area is exposed when you wear a crop top all right ပြီးလို့ရှိရင်ယောက်ျားလေးတွေတော်ကိုဝတ်တဲ့အောက်ဘွား ်မင်းလေးလည်းဝတ်ပါတယ်နော်မင်းလေးတွေလည်းဝတ်တယ်ယောက်ျားလေးလည်းဝတ်တယ်အောက်ဘွားပေါင်းပြီပေါ့ဗျာအဲ့ဒါကိုဘယ်လိုခေါ်လဲဆိုတော့ boot cut လို့ခေါ်ပါတယ် boot cut ဆိုတော့တဘောကတော့အော်အောက်ဘွားပြီးတော့ကျွန်တော်ဝတ်တဲ့ boot ကိုလည်းဖုံးတယ်ပေါ့ဗျာအဲ့ဒါကို boot cut လို့ boot cut jeans boot cut trousers ခေါ်လို့ရပါတယ် okay သူရဲ့ပြောင်းပြန်ကတော့အောက်ရှူးကဲအောက်ရှူးပေါင်းပြီးအောက်ရှူးအဲ jeans နော် အဲ့လိုမျိုးသဘောကျတဲ့သူရှိမှာပါဆိုအောက်ရှူးကိုဘယ်လိုခေါ်လဲဆိုတော့ tapered လို့ခေါ်ပါတယ် tapered jeans ဆိုရင်တော့ tapered jeans ပေါ့ tapered trousers pants ပါညာဖြစ်မှာပေါ့နော်ကဲကျွန်တော် vocabulary သင်ပေးတဲ့ lesson video lesson ရှိပါတယ်အဲ့ဒါကို join ကျင်လဲဆိုရင် join လို့ရပါတယ်အဲ့မှာ vocabulary ပေါ့နော် english vocabulary တိုးတက်ကျင်လဲဆိုရင်ကိုယ့်ရဲ့ english vocabulary range ကိုချက်ခြင်းနဲ့တိတက်ဘိုဘရာစကားလုံးနှိုင်းနှိုင်းချွတ်ချွတ်သိခြင်းနဲ့ဆိုရင်အဲ့ဒီ class ကို join လို့ရပါတယ်ဆိုတော့ drink ကောင်းလဲကျွန်တော်ပါလိုက်ပါတယ်ဒီလကုန်အထိ30တန်းတန်းအထိကို90ရာခိုင်နှုန်း off ဖြစ်ပါတယ်50% off ဖြစ်ပါတယ် alright guys so stay fashionable stylish i'll see you in my next video